အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ကျွန်တော်တို့စုံမကောင်းတောင်းပေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်တို့လက်ရှိမှာကျွန်တော်အပြင်လဲရောက်နေဆိုတော့ဒါကျွန်တော်တရုံတောင်မလုပ်ဖူးတာဖြစ်တဲ့ open air လေးမှာကျွန်တော်လုပ်ပေးချင်တာပေါ့နော်။အဲ့တော့ဒါကျွန်တော်တို့လုံးဝပေးနာမာတာငှက်တန်နေပါရင်းနဲ့ဆိုရင်နည်းနည်းလေးအသက်စုနေတော့ခွက်လို့ပေါ့။ဒါပေမဲ့အသက်စုစရာအကြောင်းလည်းမရှိပါဘူးဒါကျွန်တော်တို့ပေးနာတော်တော်လေးကိုဒါငြိမ်းချမ်းနဲ့ပတ်ဝန်းကျင်လို့တော့ပြောလို့ရနေတာတခုပေါ့နော်။အဲ့တော့ လက်ရှိမှာဒါဒီနေ့မှာဒါကျွန်တော်မနေ့က Arsenal ဗီဒီယိုကျွန်တော်လုပ်ခဲ့တယ်ဒီနေ့မှာဒါကျွန်တော် Chelsea အကြောင်းကျွန်တော်ပြောသွားခြင်းနဲ့ပေါ့နော် Chelsea အသင်းကြောင်းလက်ရှိမှာပြောသွား Chelsea ရဲ့လက်ရှိအမြင်အတွေ့ဒါကျွန်တော် Chelsea ဘယ်လိုအခြေအနေတွေရှိလဲဆိုတဲ့ပုံစံမျိုးကျွန်တော်နည်းနည်းလေးဒါကျွန်တော်တို့ညီကိုရင်းနဲ့ဆွေးနွေးသွားခြင်းနဲ့ပေါ့နော်အဲ့တော့ လက်ရှိမှာဒါကျွန်တော် Chelsea ကဒီနှစ်မှာဒါကျွန်တော် Conference League မှာဒါ Conference League ရဖို့လည်းများပါတယ်ဒါဒီနှစ်မှာဒါတည်ကြတယ် Conference League မှာသူတို့ကိုရှင်နိုင်မှာဆိုလို့လက်ရှိဒါလူသစ်တွေပါညာနေနေလေးခေါ်ထားတယ် Real Betis အုပ်စုတစ်ခုရှိမယ်ဒါ Fiorentina ရှိမယ်ဒီလောက်ကလွင်ကျွန်တော်ထင်တာကတော့ Chelsea ကိုဒါကျွန်တော် Conference League ကိုဘယ်သူမှမရှင်နိုင်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဗောနော Real Betis တို့ Fiorentina တော့လက်ရှိဒါကျွန်တော် Chelsea နဲ့ပြန်ကြည့်မယ်ဆိုတော်တော်လေးကိုခြေခွာတဲ့အသင်းတွေလို့မြင်တယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Premier League မှာလည်းလက်ရှိ Chelsea အသင်းက Top 4မှာဝင်နေတယ်။ Top 4မှာဝင်နေတဲ့ကျွန်တော် Top 4ဝင်ဖို့အတွက်လည်းဒါကျွန်တော်တည်ကြတဲ့လောက်နီးနီးရှိဖို့အတွက် းစားရမယ်တဲ့နဲ့မှာပါအဲ့တော့ချက်စီပိတ်တဲ့နေနဲ့ကြည့်မယ်ဆိုခါတိုင်းနှစ်တည်ထပ်တော့ဒီနှစ်ကတော်တော်လေးကို improve ဖြစ်လာတဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ဒါတိုးတက်လာတဲ့နှစ်တစ်နှစ်ပေါ့နော်ကျွန်တော်ဒါချက်စီရဲ့အမြင်ချက်စီပိတ်တဲ့အမြင်မှာဒီနှစ်ကဒါချက်စီအသင်းအတွက်တိုးတက်လာတဲ့အပေါင်းလက္ခဏာဆောင်လာတဲ့အမြင်တစ်ခုဆိုအမှန်တယ် ဒါပေမဲ့ဒီညမှာဒါ Chelsea ပြည်သက်တီလူလူလလလိုချင်တာသူတို့အသင်းကဒီလိုမျိုးအောင်မြင်မှုသူတို့လိုချင်တာမဟုတ်ဘူးသူတို့ကပြောချင်တာဗျ Conference League ဆိုတဲ့အောင်မြင်မှုကတကယ်ပြချင် Conference League ကလည်းရှိမှာ West Ham လိုအသင်းမျိုးတော့ရထားတယ်ဆိုရင် Chelsea လိုအသင်းမျိုးက Conference League အောင်မြင်မှုတစ်ခုအနေနဲ့တတ်မှတ်တယ်တမှာတော့မဟုတ်ဘူးဒါပေမဲ့ပြန်စစချင်းမယ်ဆိုတော့ Conference League ရခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ Premier League မှာတော့ဒါကျွန်တော်တို့လက်ရှိသမိုင်းမှာတော့ဒါကျွန်တော်တို့ Plus ဥရောပ Plus 3လုံးကိုပထမဆုံးရတဲ့အသင်းသသင်းအနေနဲ့ဒါမှတ်တမ်းတင်သွားနိုင်မှာဖြစ်တယ်ဘွန်းဒါကျွန်တော်အပေါင်းလက္ခဏာဆောင်သွားမယ်အနေထားမှာရှိတယ်ဒီ ို့ပင်စူစီကမူလက်ရှိမှာ Chelsea ပြိတ်သက်တွေအနေနဲ့ကျွန်တော်တို့ခန်းစားကြအောင်လက်ရှိမှာ Chelsea ပြိတ်သက်တွေဘာလို့နိုင်ငံတကာမှာဆန္ဒပြနေလဲဒါအင်္ဂလန်မှာဘာလို့ Chelsea ပြိတ်သက်တွေဆန္ဒပြနေလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့နားလည်ဖို့လိုတဲ့ဥစ္စာတွေရှိတယ်အဲ့တော့ Chelsea ပြိတက်တယောက်နေကျွန်တော်တို့ဒီညမှာဝင်ခံစားလို့ရပါကြောင့်ကျွန်တော်ဝင်ခံစားလို့ Chelsea ကိုတော့ကျွန်တော်ငငယ်လေးကျွန်တော်ပြောပြီးသား Chelsea ကကျွန်တော်ရဲ့အားပေးတဲ့အသင်းတော်မဟုတ်ဘူးဒါကျွန်တော်100%ခင်ဗျားတို့ပြောရဲကျွန်တော်အားပေး Chelsea ကိုကျွန်တော်အားပေးတဲ့အသင်းမဟုတ်ဘူး London နဲ့ကကိုရီးယားမြို့ကံပြန်ပဲဒါပေမဲ့မြို့ကံပြန်ပဲလို့လည်းမခံစားပါဘူးဆိုတော့ကျွန်တော်တို့နဲ့ဆို standard ရအရန်ဝေးတယ် ကျွန်တော်မှာ reality ကျွန်တော်မှာကျွန်တော်မှာ reality ကို grasp လုပ်နိုင်စွမ်းရှိတယ်ဒါကျွန်တော် personal ကျွန်တော်ရဲ့ကျွန်တော်ဒါအကောင့်တဲ့အချက်ပေါ့နော်ကျွန်တော်ဒီအမှန်တရားလက်ခံတယ်ချက်စီကိုကျွန်တော်တို့ဒါခုနကပြော international နဲ့ဒါကျွန်တော်တို့ခုနကပြောလို့ maybe ပေါ့နော်အာ အဲအင်္ဂလန်ကောင်တွေနေနဲ့ Chelsea ကိုပြိုင်မှာကျွန်တော်တို့က Chelsea ကိုပြိုင်မှာကျွန်တော်တို့ရဲ့ပြိုင်ဘက်ကလက်ရှိမှာ Newcastle လောက်ဖြစ်ရင်ဖြစ်မယ်ဒါကခုနကဒါပုံမှန်လေဒါပေမဲ့ Chelsea ကလက်ရှိမှာဒါကျွန်တော်တို့ဥရောပဒါကျွန်တော်အောင်မြင်မှုတွေကိုဒီနောက်ပိုင်းကိုပြောချင်တာကြာ Arsenal တင်းဒါကျွန်တော် Premier League မှာ Supply ရေစခုပြီးတော့နောက်ပိုင်းခုနှစ်တွေမှာကျွန်တော် London ရဲ့ဒါကျွန်တော်တို့တကယ်ဂုံဆောင်က Chelsea တို့တော့ပြောလို့ရတဲ့ဒီနောက်မှာရှိတယ်အဲ့ဒီအသင်ကဘာလို့ကျွန်တော် Chelsea ကိုဘာလို့ကျွန်တော်ပို့ပြီးတော့မျိုးလုံးထောက်ထပူကြည့်ခဲ့မှာကျွန်တော်ပြောခဲ့ဘူးတယ်မှတ်လားကျွန်တော်ဒါငငယ်လေးတုန်းကကျွန်တော် Champions Spartan Champion League ဝင်ဖို့အတွက်ကြိုးစားနေစဉ်အခါကဒါကျွန်တော်တို့ အရေးကြီးဆုံးအချက်ကအဲ့တော့မမေရ အဆင့်124အသင်းကပဲဒါကျွန်တော်လုံးဝချန်ပီယံအခုလိုမဟုတ်တာကျွန်တော်တို့ဒါအောက်ကအသင်းတစ်သင်းကနေပြီးချန်ပီယံလိဝင်သွားရင်ဒါကိုကျွန်တော်တို့အဲချန်ပီယံလိနေရာပေးတယ်ဆိုတော့ဥစားချန်ပီယံလိ9နေရာ6နေရာဆိုတော့ဒါအခုမှပေါ်လာတာအရင်တော့အဲ့လိုမျိုးတွေမရှိခဲ့ဘူးဗျာဒါကျွန်တော်သိဖို့ရေးကြီးတယ်အဲ့တော့မမေ့ရကျွန်တော်ဒါဒီစတိုရီကိုလည်းချက်စီပရိသတ်တွေခဏခဏပြောလို့ချက်စီပရိသတ်တွေလည်းခဏခဏဒါကျွန်တော်တို့အလွတ်ရနေပြီလို့လည်းကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဗောနောမြည်တော့ပင်စိုးစေးကမူလက်ရှိချက်စီအသင်းအနေနဲ့အခုလက်ရှိအခြေအနေအရအခုလုံနေတဲ့အခြေအနေအရတကယ်ကိုဒါကျွန်တော်တို့တော်တော်လေးကိုဟိုအရင်တော့ကနေကြာ င်กว่าเลยเปียคุณน่ะบอกอย่างน้อยอ่ะถ้าเราเอ่อซุปเปอร์ลาฤดูสุขูเมบาญาสูยินน่ะเราสุขูคุณน่ะบอกแชมเปี้ยนลีกโกเปียแชมเปี้ยนลีกဝင်มาอยู่แกอ่ะไอ้โลอเป็นตะเป็นဟုတ်တယ်ဟုတ်เชลซีအသင်းဆိုတာဒီလိုမျိုးတာကျွန်တော်ချန်ပီယံလိဂ်ကိုယူပြီးတော့ချန်ပီယံလိဂ်ကိုစွတ်ခူးခဲ့တဲ့အသင်းတသင်းဖြစ်ခဲ့တယ်။တကယ်ကိုဒါချီကျူးလို့ရတဲ့အသင်းတသင်းချီကျူးလို့ထိုက်တဲ့အသင်းတသင်းလုံးဝကိုဒါမှမဟုတ်ဘူးအခုလက်ရှိမှာ ဟို WhatsApp မသိယူခဲ့တဲ့ conference လေးကဒီနှစ်မှာ Chelsea အသင်းရဲ့ဒါကျွန်တော်တို့ယူရမယ့်ဖလားတစ်ခုဖြစ်တယ်ဆိုတော့ဒါ fee ရန်ကျဲတယ်မှာပေါ့ရယ်ကျွန်တော်အမြဲတမ်းပြောနေတဲ့အချက်တစ်ခုဆိုတာအဲ့ဒါပဲဟုတ်ကဲ့ Chelsea အသင်းဆိုအရင်တော့ခုနကပြော Champions League ဝင်ရင် Champions League ကိုယူတယ် Europa League နဲ့ Champions League ကိုယူတယ်အနည်းဆုံး Europa League ဆိုတာသူတို့ရဲ့ least standard ဖြစ်တယ်ဒါပေမဲ့ခုနက Chelsea ပြည်သက်တွေကိုတန်းလဲ Europa League ရလို့တော့မှဒါကျွန်တော်ခုနကပြောလို့မတင်းတိမ်နဲ့လို့ Europa League ရတဲ့နီးပြကေကိုတော့မှထုတ်ခဲ့တဲ့အသင်းဖြစ်တယ်ပြောချင်တာရောင်ရဲတင်းတိမ်နေဆိုတဲ့အသင်းက Chelsea အသင်းဘယ်တော့မှမဟုတ်ခဲ့ဘူး ဒါကို reality ရကျွန်တော်တို့ grass လို့ဖို့လေဒါကျွန်တော်တို့တကယ်ကို reality ရဒါကိုလက်ခံနိုင်ဖို့လုပ်တယ်။ဒါကြောင့်ခုနကပြောချင်တာ Chelsea break တဲ့လက်ရှိမှာဒါအဆင်လေးလေးရနေ girlfriend လေးလေးရဖို့ကြိုးစားဘာလို့ Chelsea break တဲ့မှာ Chelsea break တဲ့ဆိုလက်ရှိဒါခုနကပြောနောက်ဦးဝေးပေါ့အဲ့ Roman kick ကအားပေးလာဆိုပူတော်ဆိုးသေးတယ်ခင်ဗျာ။ လူကိုဝယ်တဲ့နေရာမှာ Kai Harvest လို့ကစားသမားမျိုးကိုဝယ်ပြီးတော့ဒါကျွန်တော်ပြိတ္တကတောင်းဆိုလို့ဝယ်ခဲ့တဲ့အသင်းတသင်းဖြစ်ခဲ့တာကိုတော့အင်မတန်မှချီးကျူးရမယ်တဲ့မှာပါတယ်လို့ကျွန်တော်အနေနဲ့မြင်တဲ့တဲ့မှာပါတယ်။ Roman Kit မှာတကယ်လို့ဒါကျွန်တော်တို့ standard တစ်ခုရတကယ်လို့အောင်မြင်စွာ လုတ်ပြနိုင်ခဲ့တယ်ဒါကျွန်တော်တို့အမ် Chelsea အသင်းကတကယ်ကိုဒါကျွန်တော်တို့လုံးဝ ပြောင်းလဲပြစ်နိုင်တဲ့နေသားတစ်ခုရောက်ခဲ့တယ်လို့ပဲဆိုရမယ်တဲ့မှာပါတယ်ဗောနော်မိသူပင်စိုးစီကမှုတာ Chelsea အသင်းနဲ့အခုလက်ရှိမှာဒါတကယ်ကိုဒါကောင်းမွန်တဲ့ခြေစွမ်းကိုသူလုပ်ပြခဲ့တယ်တကယ်ကိုဒါကျွန်တော်တို့ Roman ခစ်မှာဒါအောင်မြင်တဲ့အသင်းတစ်ခုသူတို့လုပ်ပြနိုင်စွမ်းရှိရတယ်မှာပါတယ်ဒါပေမဲ့ Chelsea အသင်းဘက်ကပြန်ကြည့်အောင် Chelsea အသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါကဒါလက်ခံနိုင်စွမ်းရှိတဲ့အနေသားတစ်ခုကိုမရောက်ခဲ့ဘူးဒါတကယ်တည်းပြဿနာကြည့်မယ်သူတို့အနေနဲ့အခုလက်ရှိအခြေအနေက Chelsea အသင်းရဲ့အခြေအနေနဲ့အရင်တော့အခြေအနေဆိုတာလုံးဝဘာမှမဆိုင်ဘူးခုနကလူကိုအပြောဝဲပေးတဲ့က လပ်တစ်ခုကနေပြီးတော့နောက်၅နှစ်ကျရင်လီလူတရားအောင်မြင်ရမယ်ဆိုတဲ့ကလပ်တစ်ခုဖြစ်သွားတာသူတို့ကတကယ်ဒေါသပေါက်ကွဲမှုကောင်းတယ်အဲ့တော့လက်ရှိမှာခုနကပြောချက်စီးတဲ့ခါတိုင်းနှစ်တွေထက်တော့အပေါင်းလက္ခဏာအများကြီးအများကြီးဆောင်းတယ်သူ့ပေမဲ့တော့ညာလေတကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင်အရင်တော့ကနေပြန်ရှင်းကြည့်မယ်ဒါကလုံးဝဘဲမီနေမှန်ဖြစ်တယ်အဘဲမီနီမန်တခုရရဲဆိုတော့ချက်စီးသင်းပြောတော့ချက်စီးသင်းပဲပြောမလဲချန်ပီယံလိဂ်ကိုအိတ်ထဲကောက်ထဲလာတဲ့ကောင်တွေကဒါခုနဘောလိုပဲဟိုပရီးမီးယားလိဂ်ကိုစွခူးလာနိုင်ခဲ့လန်ဒန်မှာခုနဘောလိုပဲပရီးမီးယားလိဂ် ချန်ပီယံလိကိုတလဲစီစကူးနေတဲ့ကောင်တွေက Conference League ကလက်ရှိမှာဒါရောင်ရဲတင့်နေမှုတစ်ခုဖြစ်ရမယ်ဆိုတဲ့ဥစားကြီးကအင်မတန်မှရည်စရာကောင်းတဲ့အချက်တစ်ခုဖြစ်လာခဲ့တယ်အဲ့တော့ပြောချင်တာပရိသတ်တွေအနေနဲ့ဗျာခုနကပြောအခုလက်ရှိမှာဒါပုံမှန်လေးမှာစီးရီလိုအသင်းမျိုးကလာလာမဲ့နှစ်မှာ conference league မှန်းနေဆိုခင်ဗျာကြားကောင်းလားမကောင်းလीချက်စီလိုအသင်းတွေဒီတိုင်းမှာ champion league premier league ရနေတဲ့ club တခုကနေပြီးတော့ဟာငါတို့က conference league ရတာကိုပြောရမယ်ဆိုရင်တော့ဒါဟာတော်တော်လေးအဓိပ္ပာယ်မရှိတဲ့ကာလတွေပြီးတော့ခုနကပြောချက်စီအသင်းတွေအခုလက်ရှိမှာတဖြည်းဖြည်းနဲ့တော့ပူလီတို့အုပ်စုလက်အောက်မှာဟို အမြဲတမ်းလူလူတာကျွန်တော်တို့ ဟိုစီးပွားရေးစကားပဲကျွန်တော်ပြောတယ်ကစားသမားတယောက်ဝယ်ပြီးဆိုတော့နောက်ငါးနှစ်မှာဒီကစားသမားဘယ်လောက်ဈေးတက်မလဲဆိုတဲ့စကားပြောတယ်နောက်ငါးနှစ်မှာဒီနှစ်မှာဒီကစားသမားဘယ်ဖလားတွေငါတို့စုခုပေးနိုင်မလဲဆိုတဲ့စကားလုံးတွေကနေပြီးတော့နောက်ငါးနှစ်မှာအာဒီကစားသမားဘယ်ဈေးဖြစ်မလဲဥပမာလက်ရှိမှာကျွန်တော်တို့ကအဆူကိုဝယ်တယ်လက်ရှိမှာကွန်တာဝယ်တယ်ကွန်တာဆိုတာကျွန်တော်တို့ချက်စီးတင်နေတာ valuation ကနောက်၃နှစ်မှာဒီကစားသမားတန်တရာဖြစ်မဲ့ကစားသမားမလို့ဝယ်လိုက်တယ်ကွန်တာကဒီနှစ်မှာဒီကစားသမားဘယ်လိုမျိုးစုခုပေးနိုင်လဲဆိုတာကိုကျွန်တော်တို့နေစကားထဲမှာမပြောကြဘူးဒါပေမဲ့ကျွန်တော်တို့နေ၃နှစ်ဒါချက်စီးပေးတင်တာပြန်စစ်နိုင်နားခါတယ် အရင်တော့ Diego Costa Drobar Kit Sasat မှာဒီလိုမျိုးအောင်မြင်လာတဲ့လူတစုကိုပိုင်ဆိုင်လာနေတယ်နောက်၃နှစ်မှာအောင်မြင်မယ်နောက်၅နှစ်မှာအောင်မြင်တယ်ဆိုတော့ဘလောက်ဒီနဝင်ချောင်းအရင်တော့ Chelsea ပြည်သက်တွေကိုလည်းဒါ project ဆိုတဲ့စကားလုံးကိုသူတို့ဟားခဲ့တယ်ရည်ခဲ့တဲ့လူတွေဖြစ်တယ်ဗျာသိလားအဲ့ဒါကြောင့်မို့ဒါကြီးကိုသူတို့အနေနဲ့ဟာဟာတက်မှာငါတို့ကတော့ဒီလိုရှိတယ်ဟိုလိုရှိတယ်ဆိုတော့သူတို့မကြိုက်ဘူး ါဟုတ် Chelsea ပြည်သက်တွေနဲ့နားလည်လို့ရတယ်။အခုလက်ရှိမှာ Anzo Mures ကလို့နီးပြအနေနဲ့ကိုလည်း Chelsea ပြည်သက်တွေမကြိုက်တာကိုလည်းနားလည်လို့ရတယ်။ဒီနေ့မှာဒါအပေါင်းလက္ခဏာဆန်နဲ့ yes မှန်နေတာ100%အပေါင်းလက္ခဏာဆန်ကိုဆန်နဲ့မှန်နေဒါပေမဲ့ခုနပြောသလိုပဲ Chelsea အသင်းလိုချင်တဲ့ standard တစ်ခုကိုရောက်ပြီလားမရောက်သေးဘူး။ Chelsea အသင်းဆိုတာ top 4ဝင်ပြီးပျော်နေရတယ်မဟုတ်ဘူး Chelsea အသင်းဆိုတာ Premier League ကိုနှစ်တိုင်းချိန်ချောင်းနိုင်ရမယ့်အသင်းတစ်သင်းဖြစ်တယ်ဟုတ်တယ်မှာကျွန်တော်ပြောတာအဲ့ဒါကိုပြောတာ Chelsea အသင်းအနေနဲ့ခုနကပေါ့နှစ်တိုင်း Premier League ကိုငါတို့က Premier League ကိုရနိုင်နေတဲ့သတင်းကနေပေါ့ငါတို့က Top 4ဝင်ပျော်ရတဲ့သတင်းဖြစ်သွားအောင် အသင်းပိုင်ရှင်ရဲ့ပြောင်းလဲမှုကဒါချက်စီးသေးတယ်မကြိုက်တော့လက်ခံလို့ရတယ်။အဲဒူတော်မြတ်ဟာချက်စီးပြိသက်တွေကပါဖြစ်တယ်ညာဖြစ်တယ်ဆိုသူတို့ပြောတယ်ဟုတ်လားပြိသက်တွေကခင်ဗျားစဉ်းစားကြည့်လေသေးလား။အသင်းကလည်းဒါခုနကပြောသူပဲမွဲတဲ့လူတွေလည်းမွဲနေတာပူဆူတာပဲသေးလား။အသင်းကဒါခုနကပြောသူပဲဒေဝါလီခံဝါလို့ဟိုဟာလို့လို့ဒီဟာလို့လို့ဒါကျတော့အသင်းအနေနဲ့တိုင်ပတ်တာအခုလက်ရှိမှာအသင်းကလည်းငွေတွေလည်းသုံးနေတယ်။တကယ်လည်းခုနကပြောသူပဲဥပစံတွေလည်းအများကြီးထဲတာ။ရိုမန်ခက်ကတက်တော့မှပတ်စံပူသုံးပြီးဘာလို့အသင်းကဒီလောက်မအောင်မြင်တာလဲ။ စီမံခန့်ခိုးတမှုတွေမှားနေလို့ပေါ့အဖေကအဲ့တော့လက်ရှိဦးနာပေါ်ဆိုအန်ဆိုမိုရက်စ်ကနောက်ပိုင်းမှာဒါဘာလို့ချက်စီပြည်သက်တွေရောင်ရဲမတိတ်တိတ်နေဆိုတဲ့အဖေကဒါပဲတချိန်ကခုနပေါ်လို့ဘယင်းနေထားနေရတဲ့အခါအခုလက်ရှိမှာအင်ရှင်းဆန်မင်းသားလောက်ကသူပဲပြောမလဲချက်စီပြည်သက်အနေနဲ့ဘယင်းတယောက်လိုနေခဲ့လူတယောက်နဲ့ခမအင်ရှင်းဆန်မင်းသားဆိုတော့သူတို့တော့ပြင်းအောင်ပြင်းသေးတယ်တော့ဖိုးဆိုခုနပေါ်ဟာချက်စီတင်ကတော့ဖိုးဝင်ချက်စီလိုအသင်းမျိုးကတော့ဖိုးဝင်တော့ပြောရမယ်အသင်းမဟုတ်ဘူး တော့ကျွန်တော်ခုနပြောလို့ကျွန်တော်ဘောမှာလေခုနပြောလို့ဘိုင်မြူးနစ်နဲ့ချက်ဆီပွဲစဉ်ကိုကြည့်ပြီးခဲ့ချက်ဆီဆိုတဲ့အသင်းရဲ့အကြောင်းကိုကျွန်တော်ခေါင်းခေါင်းနားလေခဲ့တယ်ဘယ်တော့မှဒါ they don't easily give up ဆိုတဲ့အသင်းတင်းကိုနားလေခဲ့တယ်ချက်ဆီနဲ့ပတ်သက်ဘယ်တော့မှ underdog ဆိုတာမရှိဘူးချက်ဆီက overdog ပဲဖြစ်ရမယ် final ရောက်ပြီဆိုရင် Chelsea အသင်းနဲ့တွေ့ရမယ်ဆိုတာ Chelsea ကအဲ့အသင်းကိုတွေ့ရမှာလေ Chelsea အသင်းနဲ့တွေ့ရမယ်အသင်းကကြောက်နေရမယ်အသင်းတသင်းဖြစ်ခဲ့တယ်။အခုချိန်မှာခုနက top 4ဝင်တာဖြစ်စမ်းကြံ Chelsea ပြိတက်တွေနေနဲ့အရင်တော့ top 4ဝင်နေဆိုတာသမင်းစားရေတော့ဝင်ခဲ့တဲ့အနေထားတစ်ခုကနေပြီးတော့အခုလက်ရှိမှာ top 4ဝင်တော့ပြောရဲဆိုရင်ကျွန်တော်ကတခြားပြိတ္တတွေဝေဖန်နေဆိုတာဒါတို့ကမတည်ပဲတည်မလဲဗောနအခုကနဘာလို့ပဲအသင်းတိုင်းကတော့ကိုသိန်းကိုဘယ်သူမှအားမရအောင်ဟုတ်တယ်ဟုတ်ခုနကဘော Chelsea ပြည်သက်တဲ့ခုချိန်မှာပူအားမြောက်တော့တချို့ကြဟာမင်းတို့ conference league ရတာမှာ conference league ဆိုတာဗျာ Chelsea အသင်းအတွက်ဆိုင်တာပြန်ရှိမယ်ဆိုတာကျွန်တော်တို့ဟိုရက်ကွက်ဖလားတတာပဲတို့တို့ကရှိတာဒီဖလားဆိုတာအဲ့တော့ပြဿနာကြီးဟမ်အရင်တော့ဟောတာပေါ့အမြင့်ဆုံးဖလားကိုယူလာတဲ့နေအခုလက်ရှိမှာဥရောပအနေဆုံးဖလားတစ်ခုယူရမှာဒါ standard တစ်ခုဖြစ်သွားပြီလား အခုနကျွန်တော်ပြောလို့ဘယင်ဖြစ်ခဲ့တဲ့လူကအိရှိဆန်မြင်သာမဖြစ်ချင်ဘူးဘယင်ပဲဖြစ်ချင်တာအဲ့ဒါမဆန်ဘူးအဲ့တော့ဘယင်ဖြစ်အောင်လဲလက်ရှိမှာဘယင်ဖြစ်နိုင်တဲ့အဆောင်ရောင်တဲ့အကုန်ရှိပြီဒါပေမဲ့ဘယင်မဖြစ်နိုင်အောင်လဲအဓိကအဲ့ဒါပဲ Chelsea နဲ့ပတ်သက်ပြီးကျွန်တော်တွေးမိမြင်မိရတာ Chelsea ပြည်သက်ရင်းနဲ့ကျွန်တော်လည်းကောင်းကောင်းကြီးနားလေလေဘာလို့ဆို Chelsea ရဲ့အတက်အကျကျွန်တော်အတက်ကြီးကိုကျွန်တော်ပိုးစိုးပတ်သက်မိခဲ့တာအိုးဟုတ်တယ်မှာကျွန်တော်ဒါခုနကပြောခင်ဗျလူဆိုရင်ကောင်းတဲ့လူပဲဝယ်တယ်3နှစ်5နှစ်ဆိုတဲ့စကားလုံးပြတော့မပြောဟာဆက်ကို Lily မှာ United လို့အသိမျိုးနဲ့ရှင်ပြီးဝယ်ခဲ့တယ် ဟုတ်တယ်ဟုတ်ခုနပြောလို့ဟိုအသင်းမှာကစားသမားဒီကစားသမားရဲ့ရှယ်မျိုးဝယ်ခဲ့တာဟာဘလောက်တိချယ်ဆီအသင်းပိုင်လဲဆိုတော့ဝီလီယံလိုကစားသမားမျိုးစပါးကိုလာဖို့ဆေးဆက်ဖို့လီငွေလောက်တဲ့ချိန်မှာလီငွေမှနေဖြတ်ခေါ်လိုက်တဲ့အသင်းတသင်းဖြစ်တယ်အခုချိန်မှာကစားသမားကြည့်ပြီးဆိုရင်နောက်နှစ်နှစ်သုံးနှစ်ကြာရင် valuation ဘလောက်တက်မယ်ဒီဟာပဲကျွန်တော်စကားပြောနေပြုံးမှုကောင်းတယ် အဲ့ဒါကလက်ရှိ Chelsea အဖြစ်ပြရကျွန်တော်ရဲ့အမြင်အတွေးအမြင်ပဲဖြစ်တော့ကျွန်တော်မြင်မိရတယ်မှာပါတလောက်ပါပဲဘလုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူကြည့်လို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment နေထဲမှာလေး Youth Sport Media 3.0နဲ့ TV4U တို့မှာတင်ရအာလေးလေးထည့်ပေးကြကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလက်ကလစ်ပေးကြပါအောင်များများကလစ်မှာ မြန်မြန်နံဖြစ်ပါတယ်အလုံးမကျူတူပါတယ်ကောင်းမွန်သောဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တူးကြတာပေါ့ဒေးပါဗျာနာမဝိုင်းဟာဟာဟာ